လေးစားချစ်ခင်ရတဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါအောက်စုဖွင့်ပွဲစဉ်မှာစူဝမ်အသင်းကိုအရေးနှိမ့်ခဲ့ရတဲ့ ISB အသင်းရဲ့နီးပြချုပ်ဒေါ်ဆဆန်းသိန်းကတော့ပွဲပြီးအင်တာဗျူးမှာအသင်းရဲ့သုံးသက်ချက်တွေထပ်ပြီးတော့ရင်ဆိုင်ရမယ့်ဖောင်တွေကိုပြောပြခဲ့ပါတယ်ပြီးခဲ့တဲ့ပွဲစဉ်မှာ ISB အသင်းရဲ့ကစားသမားတွေအနေနဲ့နိုင်လိုစိတ်ပြင်းပြမှုကြောင့်နီးပြချမှတ်ထားတဲ့နီးစနစ်ပိုင်းတွေကိုကြော်လွန်ပြီးတော့ကွင်းထဲမှာစိတ်ခံစားချက်အများမျောပြီးကစားမိတာတွေရှိတယ်လို့ဆိုပါတယ် အင်အားကြီးအသင်းတွေနဲ့ရင်ဆိုင်ရတာဖြစ်လို့နံပါတ်၁အချက်အနေနဲ့ခန်းစစ်ပိုင်းကိုပိတ်ဆို့ကစားရပါမယ်။ဒါမှသာလျှင်တည်ရတမတ်ကတည်ကြပါမယ်။အသင်းရဲ့စီးကကြက်အရာကလည်းတိုက်စစ်ပိုင်းကိုဘယ်နှဦးပဲလိုက်ပါကစားရမယ်။တက်လုံကိုခြံပြီးတော့တပွဲလုံးအသင်းရဲ့ဂိုးပေါက်ကိုကာကွယ်နိုင်အောင်ဦးစားပေးရမယ်ဆိုတဲ့အချက်တွေရှိပါတယ်။ပထမပိုင်းမှာတော့ခန်စစ်ကအတော်လေးကြစ်လစ်ခဲ့ပေမဲ့ဒုတိယပိုင်းမှာတော့နိုင်လိုစိမ့်နဲ့တိုက်စစ်ကိုကူပြီးကစားမိတဲ့အတွက်ကြောင့်ခန်စစ်ဟာကွက်တွေဖြစ်ခဲ့ပြီးတော့ဂိုးတွေထပ်ပေးခဲ့ရတယ်လို့ဆိုပါတယ် ကြမ်းခိုင်မှုလေဘယ်တွေတက်လုံတွေနီးစနစ်ပိုင်းတွေအားကောင်းတဲ့ပြိုင်ဘက်တွေဖြစ်တာကြောင့်တက်တောင်တတနဲ့အင်အားခြွေတာပြီးတော့တပွဲလုံးကစားနိုင်မှုကစားသမားတွေအနေနဲ့သတ်မှတ်ထားတဲ့ဇုံမှာသတ်မှတ်ထားတဲ့ကစားဟန်ရှိဖို့ရှင်းပြထားပါတယ်။လာမယ့်ဒူဂျိုဘာရီနဲ့ပွဲမှာတော့ပရိသတ်အလိုကြအဓိကကစားသမားတချို့ကိုပြောင်းလဲသွားဖို့ရှိတယ်လို့အားပေးတဲ့ကစားသမားတချို့မပါဝင်လာနိုင်ခဲ့ရင်လေဒါဟာစီစဉ်ထားပြီးသားဖြစ်ကြောင်းပရိသတ်တွေကိုနားလည်ပေးဖို့ဒေါ်ဆဆန်းသိန်းကဆိုထားပါတယ်။ ISB တဲ့အငားခေါ်ယူထားတဲ့ကစားသမားအများစုကလည်းကွင်းလေကစားသမားတွေဖြစ်နေတာကြောင့်တောင်ပံတိုက်စစ်မှုနေရာမှာအားနည်းနေပြီးတော့ဒီကွက်လက်ကိုဖြည့်ရှင်းဖို့အကိုက်ညီဆုံးကစားသမားမဟုတ်ရင်တော့တုံးလို့ရအောင်ကစားကွက်ပိုင်းကိုဖန်တီးရမယ်လို့ဆိုပါတယ်ကလေးတွေအနေနဲ့လည်းနိုင်လိုစိတ်ပြင်းပြမှုတစ်ခုတည်းကိုဥတီမကစားဘဲနဲ့ဘဲချိန်မှာဘာလို့တင့်နေ ပြိုင်ဘက်ရဲ့အခြေအနေကိုသုံးသပ်ပြီးတော့ level မတူတဲ့အခါမှာပြိုင်ဘက်ကစားသမားတွေရဲ့ quality ကိုကြည့်ရမယ်။ကြံ့ခိုင်မှုကိုသုံးသပ်ရမယ်။သူတို့ကိုဘယ်လိုအခြေအနေမျိုးမှာမှအနိုင်ကစားမှာလဲ။ဘယ်လိုအခြေအနေမျိုးမှာအရှုံးတွေကနေအမျက်ပြန်ယူနိုင်မလဲဆိုတဲ့အတွေ့အကြုံတွေအများကြီးစူဝမ်တဲ့ပွဲမှာရခဲ့မယ်လို့မျှော်လင့်ပါတယ်ဆိုပြီးတော့ဒေါ်ဆဆန်းသိန်းကပြောထားပါတယ်။လာမယ့်တိုချိုပါတီနဲ့ပွဲမှာတော့ဒီအတွေ့အကြုံတွေကိုအသုံးချပြီးအင်အားအပြည့်နဲ့ပြန်လည်ရင်ဆိုင်လာမယ်လို့ဆိုထားပါတယ်။ ဟုတ်ကဲ့ပါနိုဝင်ဘာလ12ရက်နေ့နေ့လယ်3နာရီမှာတော့ဒိုဂျိုဗာရီအသင်းနဲ့ ISB အသင်းတို့ကရန်ကုန်မြို့ဒုနာခွင့်မှာပဲလက်ခံကစားမှာဖြစ်ပါတယ်အခုလိုမျိုးအတွေ့ဖြစ်နေတဲ့အကစားသတင်းတွေကိုချိန်မှန်တင်ဆက်ပေးနေကြဖြစ်တယ်ကျွန်တော်ရဲ့ CC Bar Sport Channel လေးကိုလည်း Subscribe လုပ်ပေးခဲ့ကြပါဦးနားဆင်ပေးတဲ့ဒုတိယချင်းစီတိုင်းအေးချမ်းပျော်ရွှင်ပါစေခင်ဗျာ